ဇပူဒီပါလက်ရတောင်ကျုံဩဘာနမိတ်ထွန်းဆိုတဲ့အထွန်းအိမ်မှာတည်ရှိတဲ့စနေတွေဘလို့လဲဆရာပြောပါတယ်တကူးကြော်ရင်ကောင်းလာမယ်ဆိုတာမိတ်ဆွေတို့စနေသားသမီးမိတ်ဆွေတို့အနေနဲ့ကံကောင်းတဲ့ပတ်မှာအခုတော့ရောက်ရှိနေပြီမလားဒဏ္ဍာရီတစ်ခုခုမှအထိုင်ကြီးတော့ကျနေတာကျင်းသေးသေးကြပါတယ်သို့တော့စနေသားသမီးမိတ်ဆွေတို့အနေနဲ့2025ခုနှစ်မှာကောင်းလာရေးဆိုးလာရေးဘလောက်ပဲဆိုးဆိုးညံ့ညံ့ထားခဲ့လိုက်တော့2026မှာဘာတွေလုပ်တည်တယ်လဲအခုလာမယ့်နိုဝင်ဘာဒီဇင်ဘာ လာအတားအပြင်နှစ်တက်မှာကန်စရာတွေကောင်းအောင်ဘာတွေပြုလုပ်တင်တယ်လဲဆိုတာကိုဆရာတို့ကြိုတင်ပြောလိုက်ရအောင်ပတိဋိဋ္ဌာန်အနေနဲ့စိတ်လိုတဲ့မိษွေများ2026ခုနှစ်အတွက်ကန်စရာတွေတိုးတက်စေရန်အတွက်ပတိစိတ်လိုတပဆိုရင်တော့ယတိယဥက္ခဏီရဲ့အရဟံသူဇာအလားလိနဲ့အတုလန်စရဏံတိပူပါတမယမကအဲ့ဒီရဲ့ဒနာသိတိလို့ခေါ်တဲ့ငွေလုတ်ဆက်လို့ခေါ်တဲ့ဂါရာလေးကိုပတိစိတ်ပေးပါအများကြီးမစိတ်ပါနဲ့ခမညာခုနှစ်ပတ်ပဲစိတ်ပါ ထူးထူးခြားခြားကောင်းမွန်လာပါလိမ့်မယ်။ခုနှစ်ဘက်ကိုအားမရဘူးဆရာကြီး။ဆက်ချစ်ဘက်ပဲစိတ်ပါ။ထူးထူးခြားခြားကောင်းမွန်ပြီးတော့ကံကောင်းလာပါလိမ့်မယ်။တိကျပို့ပြီးခြင်းနဲ့ဆိုရင်တော့28ဘက်တိကျပို့ပြီးများခြင်းနဲ့ဆိုရင်100နဲ့ချစ်ပါတာစိတ်လိုက်။ဂျိန်းတဲ့အစင်ကိုပြလာမှသိကြပဲဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့စနေတရမိတ်ဆွေတို့ဒီ2020ဆက်ခုနှစ်အတွက်ကိုအခုကစပြီးတော့ရတေးဥက္ကဏီရဲ့တနာသိသိဆိုတော့ကာတာလေးကိုစိတ်ပါထူးထူးရှားရှားနဲ့အပြောင်းလဲတွေများစွာရရှိတတ်ကြောင်းနဲ့တရှုပ်မိတ်ဆွေဟောင်းနေဆိုရင်တည်တယ် ဒီကုံတော်ပတိလေးကမိတ်ဆွေတို့အတွက်အထူးကိုအင်မတန်ကိုစွမ်းကြောင်းတဲ့ဆရာကြီးတနေ့ဆို28ခေါက်လောက်တာတော့ငွေဝင်နေဆိုတဲ့မိတ်ဆွေများလည်းရှိရသေးကြပဲဖြစ်တဲ့အတွက်စနေသားသမီးဆွေတို့ဒီ2026ခုနှစ်အတွင်းမှာကံကောင်းစေဖို့အတွက်အခုကစပြီးရတေးဥခတ်နေရဲ့ဒနာတိတ်တိလို့ခေါ်သောကာလာကူတာရွတ်ဆိုထားဖို့လိုအပ်ကြောင်းနဲ့နှုတ်ကနေပြီးတော့အာသူဆန်လာလိတဲ့ဗိဒါအဘိအာဒီကိုကာလာလေးတာအများကြီးရွတ်ထားဖို့လိုအပ်ကြောင်းဆရာက ထလောင်းပြောလိုပါတယ်။ကောင်းပြီ2025ခုနှစ်ထဲမှာစနေသားသမီးမိတ်ဆွေတို့အနေနဲ့ကန်စာတအားဖြင့်ဆိုရဲဆရာတို့မိတ်ဆွေတို့2026ခုနှစ်ဟာမိတ်ဆွေတို့အတွက်ဘာကိုမဆိုအဲတခုခုတော့အဖတ်တင်ခဲ့တယ်အကျိုးဖြစ်ခဲ့လိမ့်မယ်ဒါအပြင်စုံချုံစရာလေးတွေဆိုလို့ရှိရင်တော့အသေးအဖွဲလေးတွေရှိတယ်ဆိုပေမဲ့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်လည်းအဖတ်တင်စရာလေးတွေများစွာရရှိတတ်တယ်နှစ်ဖြစ်ခဲ့တယ်မိတ်ဆွေကောင်းအပေါင်းအသင်းကောင်းတွေအကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေရရှိတတ်တယ်လို့ကိုနာမှာအဆင်မပြေတဲ့ကိုနာက ုင်ဆိုင်နဲ့ကို့နာမှာအကိုအထင်မြင်လွဲပြီးခေါ်ယူထားတဲ့သူတွေနဲ့လဲဝေးကွာပြီးတော့ကို့နာမှာကို့ကို တကယ်တမ်းဒုက္ခရောက်တဲ့အခါအခက်ခဲရောက်တဲ့အခါကူညီမဲ့မိတ်ဆွေကောင်းတွေပေါင်းသင်းကောင်းတွေကိုလည်းစုံတွဲခဲ့မှာအသေးချာပဲဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပါတယ်။ဒါအပြင်တပည့်ကောင်းတာသမီကောင်းတွေရဲ့အဆက်အသွယ်ကောင်းတွေကူညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိတတ်ပြီးတော့အိုးအိမ်ချန်ပီယံနေရာထိုင်ခင်းတဲ့ပတ်တိုင်လည်းပိုင်ဆိုင်နာမျိုးအပြောင်းလဲဖြစ်ခဲ့တာမျိုးရရှိတာမျိုးတွေကြုံတွေ့ခဲ့ရတာအသေးချာပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစေ။ဒါအပြင်စနေသားသမီးမိတ်ဆွေတို့ဒီနှောင်း၂၀ ငါခုနှစ်ထဲမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်လည်းစိတ်လူလိုက်ရကိုကိုယ်လည်းလုတ်ခဲ့ရမယ်ဒါပေမဲ့အလုံးနဲ့ပတ်သက်လို့တော့စိတ်ပန်းလူပန်းလုပ်ငန်းပြရလုတ်ပြိုင်နေတော့ပေါ်ခဲ့တာကတော့အသေးချာပဲဖြစ်တာကတော့သိကြပါရဲ့ကိုလုတ်တဲ့လုပ်ငန်းတစ်ခုပေါ်မှာလိုက်ပြီးတော့ပြန်ဆိုင်ပြီးလိုက်လုတ်တာမျိုးကိုလုတ်တဲ့လုပ်ငန်းတစ်ခုပေါ်မှာလိုက်ပြီးတော့ရှင်းပြန်ပြီးလိုက်လုတ်တာကတော့ဒါကတော့လူပဲဗျကျုံတွေ့ရမှာသူတို့စနိတ်သားမီးမိတ်ဆွေတို့အနေနဲ့အဆောင်အနေနဲ့ဆောင်ကျင်သဖတ်ဆိုရင်တော့6000ကျယ်လေးရှိပါတယ်6000ကျယ်ကိုမသိရင်ဆရာ ဆရာမိတ်ဆွေစနေသားသမီးတွေတို့အရချင်လုံးလုံးချင်လုံးလုံးပေးလိုက်ပါမယ်။ဆရာငယ်လူကိုတချို့တွေ့ဘူးကပါလူတရလူကိုမှာသတိကံလေးဆွဲလိုက်အဲ့ဒါကွန်ပျူတာမှာတော့ရှာရင်တော့မရှိဘူး။သတိကံလေးဆွဲလိုက်ပါ။နောက်ပြီးတော့အဲ့ဒီသတိကံလေးကိုပဲထပ်ပြီးဆွဲလိုက်ပါ။သတိကံနှစ်ထပ်6000ကျယ်လေးကိုသုံးလိုက်ပါ။မရှိတဲ့မြောင်ဆရာဘလို့အတိတ်ပဲနဲ့သုံးတာလေ။ဥပမာပေါ့ဆရာငယ်နေသားဆိုလို့ရှိရင်ဆရာထားပါတော့ဆရာကနေသားတစ်ခုဆိုရင်ဆရာနေသားကိုအလဲမှာလူတရလို့ဆရာကအလဲမှာနေလိုက်မယ်။တနင်္ဂနွေနေ့တနင်္လာအင်္ဂါဘုရားပုဇာတာပတိတောက်ကြ။ဟောကိုကထားပါတော့အလဲမှာစနေဆိုရင်စနေ။ ကိုနေသားကိုလည်းမနေလိုက်တော့ကြံတဲ့6ထောင်းမှာရှိတဲ့ဘယ်နေသားကိုတိုက်ခိုက်တိုက်ခိုက်အတိုက်ခိုက်တွေกินပြီးတော့ကိုကလုံခြုံမှုအေးချမ်းမှုတွေရရှိတယ်ဆိုတော့အတိတ်ပဲနဲ့ပေါ်ကောင်မှာပဲဆရာရဲ့လူဝချက်တည်းအဲ့တော့အဲ့လိုမျိုးဆရာရွေချက်နဲ့ဆွဲတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့နေသားဆရာကလူတိုင်းရဆိုတော့လေနေလိုက်လို့ရှိရင်ကြားမှာနေသား6ခုရှိတယ်ကိုယ့်နေသားကလည်းမလေးအဲ့တော့ဘယ်ကနေပြန်ပြန်တိုက်ခိုက်กินနေဆိုတဲ့အတွက်မိတ်ဆွေတို့အတွက်အထူးတန်ဖိုးရှိတဲ့ရေရာလေးကိုဆရာပြောလို့ကြောင်းတဲ့ဆရာရဲ့ ကက်ကရိန်ရေတရားလေးတွေ లై ထုတ်လို့လိုအပ်ကြောင်းနဲ့ဆရာမိပြန်တဲ့ရေတရားတွေလည်း లై ထုတ်မယ်ဆိုတော့ లై ထုတ်ဖို့လိုအပ်ကြောင်းဆရာကထပ်လောင်းပြောလို့ပါတယ်ဒါအပြင်စနေသားသမီးမိတ်ဆွေတွေ2026ခုနှစ်တည်းမှာကန်စာတာတွေတိုးတက်မှုကံကောင်းမှုတွေရရှိမှာအသေးချာမဖြစ်ကြောင်းနဲ့မိတ်ဆွေ2026ခုနှစ်တွင်မှာမိတ်ဆွေစနေသားသမီးတွေနေနဲ့ကန်စာတာတိုးတက်စေဖို့ကံကောင်းစေဖို့အတွက်ထောက်ကူဖြစ်စေဖို့အတွက်စနေသားသမီးမိတ်ဆွေတို့အနေနဲ့ ပြုတော့မယ်ရေရရအနေနဲ့ဆိုရင်တော့ဆရာအခုဖော်ပြပေးတဲ့ရေရရလေးတွေကိုတရှာလိုက်လို့ဖို့လိုအပ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့2026ခုနှစ်အတွက်ကန်စတာကတော့စနေတွေအတွက်ညနေတဲ့အချိန်မှာလုံးဝမပါကြောင်းနဲ့အရာရာကိုဦးစီးဦးဆောင်ပြီးတော့ချိတ်တို့ဆောင်ရလောက်ဆောင်ရမှာတော့အတိအကျပဲဖြစ်ကြောင်းပြောရင်လည်းကဲဆရာမိုးလက်ရှောက်နေပြီဆိုတော့စနေတွေ run နောက်မှာအေးစစ်စစ်လဲဆရာဖတ်ပြောပေးမယ်ဒါအပြင်စနေသားသမီးမိတ်ဆွေတို့ကန်စတာကောင်းစီရန်အတွက်ဆရာငယ်ရဲ့ဟောစတဲ့ရေရရလေးလိုက်ဆောင်ကြည့်ဖို့လိုအပ်ကြောင်းနဲ့ဆရာမိတ်ဆွေတို့အနေနဲ့2026 ခုနှစ်ဟာလဲစနေတွေတော့ညံ့နိုင်စရာမရှိကြောင်းနဲ့ဘာကိုမစိုးကိုယ့်ရဲ့အမိခန့်လုတ်ချင်းဥဆောင်လုတ်ချင်းဆိုင်းဘုတ်တင်လုတ်ချင်းအမိခန့်လုတ်ချင်းတွေတော့အင်မတန်ကောင်းမွန်ပြီးတော့ဘာကိုဖြစ်ဖြစ်ငကိုကကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်လို့ဥဆောင်နေတာမျိုးငကိုကတဦးတယောက်ဥဆောင်နေရင်ကိုယ့်ရဲ့အမိခန့်လုတ်လိုက်တာမျိုးရှေ့တို့ဆောင်ရွက်လုတ်ဆောင်လိုက်တာမျိုးတွေကအသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းစီမနှစ်ဖြစ်ကြောင်းနဲ့ရဲရဲဝံ့နဲ့မိအမိခန့်လုတ်ချင်းဆိုင်းဘုတ်တင်လုတ်ချင်းရှေ့တို့လုတ်ချင်းဆောင်ရွက်ခြင်းတွေကမိတ်ဆွေတို့အတွက်2026မှာကံကောင်းမှုတွေရရှိမှာ သိကြတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲဒါကတော့ဆရာက2025ခုနှစ်အတွက်ကုန်ကန်နီးမှာမိတ်ဆွေတို့ရဲ့အခြေအနေနဲ့2026မှာဘာတွေပြင်ဆင်ထားရမလဲဆိုတော့ဆရာကပြောရင်းနဲ့900သား700သားသမီးတွေအတွက်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာငယ်လမ်းမှာမိတ်ဆွေတို့အနေနဲ့ပြန်ส่งကြရအောင်ဆရာငယ်ရဲ့ meeting Facebook page မှာဖြစ်စီ YouTube channel မှာဖြစ်စီကြီးလို့ရကြအောင်နဲ့ TikTok ကလည်းဆရာငယ်ပေးဒီမဲ့ဖြစ်ကြောင်းနဲ့ဆရာငယ်မိတ်ဆွေတွေအားလုံးဆက်ဆက်ရရဆင်ပြေလို့2026ကိုကန်ဆိုးတာတွေကောင်းတာတွေအားလုံးလက်ပြနှုတ်ဆက်ပြီး2020 မခုနှစ်မှာအစိုးတွေဘလောက်ပဲဆွဆွဘလောက်ပဲညံ့ညံ့အဲ့ဒီအညံ့တွေအားလုံးကိုမြစ်ပြလိုက်တော့ဆရာရမိန်ပြန်တဲ့ရေတရားမှာ2026မှာငါဟာကံကောင်းခြင်းနေငါနဲ့အတူ2025မှာစိုးခဲ့တဲ့မြန်ညံ့ခဲ့တဲ့မြန်ဂျိုးစိုးဂျူညံ့ပပကျူတွေနေခဲ့လိုက်တော့2026ဟာဆရာနဲ့အတူကံကောင်းခြင်းနေ ံကောင်းမှုတွေအစဉ်ပြေမှုတွေအားသာမှုတွေကောင်းမှုမှုတွေဒါဆရာနဲ့အတူလိုက်ခဲ့ကြောင်းနဲ့2026မှာကံကောင်းခြင်းအစဉ်ပြေခြင်းနဲ့ကောင်းခြင်းအဖြာဖြာတာငါးရှိကိုမိတ်ဆွေဖြစ်လိုက်ခဲ့ဇေလိုကြောင်းပြောရင်းနဲ့2025ကိုနှုတ်ဆက်ခဲ့ပါတယ်ခင်ဗျာ